ဆီယမဒေါ်ဝင်းမင်းရေးသားသောမိဘများတရားရစာအုပ်မှာမိကုံးကတော့ဖြင့်တရားသခင်တလဝင်ပြီးပြန်ထွက်လာတဲ့ဓမ္မမိတ်ဆွေတယောက်ကဖုံးဆက်ပြီးပြောလာတယ်တရားပြတဲ့ဆရာတော်ကတော့ဆရာလေးကိုဒဂရံအဆင့်ရောက်နေပြီလို့ပြောလိုက်ပါတယ်ဒါပေမဲ့မဲကြသလားမကြသလားဆိုတာကိုကိုကိုတန်လျက်ဖြစ်နေတယ်ကိုကိုကိုမဲကြတယ်မကြဘူးဆိုတာဘယ်သူသိနိုင်မလဲလို့မေးလာတဲ့မိကုံးကို ဆရာတော်ဥပါယမတန်တာဥရဝေလခေါ်ထားတဲ့တရားတော်မှာပေါ့နှုတ်ရေးသားဖြည့်ဆိုလိုက်ပါတယ်ခင်ဗျာအဖြေကတော့ဖြင့်မက်မှန်ရန်ကိလေသာမကြောက်တရားလောကမှာတဏ္ဍောဒဖြစ်လာမှတဏ္ဍောဒကို ဖြစ်ပြဲလို့ရှုနေကြတဲ့သူတွေရှိတယ်တရွတ်ကြတော့တဏ္ဍောဒဖြစ်မှာကိုကြောက်ပြီးနာတိပြတို့ငေတိတို့မြင်နာကြတာနန္နာကြိုက်တာခဲတာတွေပေါ်ရာကို လိုက်ပြီးမှတ်နေတာမျိုးလည်းရှိတယ်ဒီနှမျိုးမှာကိလေသာဖြစ်ပြီးမှကိလေသာဟာငါမဟုတ်ဘူးဖြစ်ပြီးပြတ်သွားတာပဲအနေသာပဲဒုက္ခပဲအနတ္တပဲရှုတာရဲ့ကိလေသာဖြစ်မှကိုရှောက်ပြီးမြင်နာကြတာနန္ဒာကြိုက်တာခဲတာပေါ်ရကူလက်ရှုတာရဲ့ဓာရီရသတိမရှိလို့စိတ်မတည်ငြိမ်လို့ဖြစ်ရတာဆိုပြီးတော့စိတ်ကိုနာတိပြထားငယ်ရိဋ္ဌာနဲ့တမာတိထူထောင်တဲ့လုပ်ငန်းတွေလုံးနေကြတာရဲ့အမျိုးမျိုးရှုမှတ်နေကြတာတွေရှိပါတယ် သူတို့ဒီလိုရှုတာကိုရှုတာဒီလိုဘာလို့ရှုမှတ်တယ်ဆိုတော့ကိလေသာကိုကြောက်နေတာကိလေသာဖြစ်မှကြောက်လို့ရှုမှတ်နေကြတာဆိုကြပါစို့လူတယောက်ဟာစီးပွားရေးလုပ်ငန်းတစ်ခုကိုသူကျွမ်းကျင်ကျွမ်းကျင်ကျင်လောက်တတ်တယ်ဆိုရင်ထမင်းငါမကိုသူကြောက်ပါမလားငါတော့ထမင်းမစားရရင်ဒုက္ခပဲလို့တွေးပြီးပူပါမလားမပူဘူးတွေးပူနေမှာမဟုတ်ဘူးတကယ်လို့ကာလဒေသပြောကအကြောင်းမျိုးမျိုးကြောင့် ဒုက္ခတွေ့လာရင်လည်းဒီဒုက္ခကိုဘယ်လိုဖြေရှင်းရမလဲဆိုတာသူသိတယ်ဒီတော့သူ့စိတ်ဟာပေါ့ပေါ်ပါပါပဲတွေးပူနေတာမျိုးမရှိဘူးထမင်းကမှရှောက်တဲ့သူကဘယ်လိုလူမျိုးလဲစဉ်းစားကြည့်ပေါ့အလုတ်ကိုစနေတိကျမလုတ်တတ်တဲ့သူထမင်းစားရတဲ့အလုတ်ကိုမကျွမ်းကျင်တဲ့သူကတော့ထမင်းကမှစိုးရိမ်နေပါပဲနောက်ဥပမာတစ်ခုတိုင်းပညာကောင်းစွာတတ်တဲ့လူတယောက်ဟာငါဘယ်သူ့ကိုများချောင်းရဲမလဲတွေးပြီးပူမန်းနေမှာမဟုတ်ပါဘူးတကယ်လို့ ရှောင်းရလိုက်ရင်လေသူတတ်တဲ့သိဉာဏ်နဲ့ယုံထွက်မှာပဲပြန်ကုခံမှာပဲအဲ့ဒါလိုပါပဲဒုက္ခပြေကြောင်းကိလေသာကိုပယ်တတ်တဲ့မဲ့ပညာရှိတဲ့သူဟာကိလေသာဖြစ်မှာကိုမကြောက်ဘူးကိလေသာဖြစ်လာရင်တော့ဒုက္ခပဲလို့တွေးပူမနေပါဘူးမှန်ကန်တဲ့မဲ့ပညာဆိုတာယဟန္တာဖြစ်တာကိုပြောတာမဟုတ်ဘူးနော်သောတပတ္တိမဲ့ဖြစ်တာကိုပြောတာသောတပတ္တိမဲ့ကအမှန်မြင်တဲ့မဲ့ဆရာသမားစီကမဲ့ပညာရှားရတဲ့အခါမှာ ငါသဘောပေါက်ပြီလို့မက်ကအမှန်ကိုမြင်လိုက်တာသူကအမှန်ကိုမြင်လိုက်တာပဲရှိသေးတယ်ကိလေသာအလုံးကိုသူမပယ်နိုင်သေးဘူးမပယ်နိုင်သေးတော့ဖြစ်သေးတယ်ဖြစ်နေပေမဲ့အကုန်မြင်တဲ့မက်ပညာရှိတော့အယူမမဖြစ်တော့ဘူးအယူမသာမဖြစ်တာနော်အတိမအမှန်မှတော့ဖြစ်သေးတယ်ဒါပေမဲ့ဖြစ်လာရင်သူ့ဟာသူမသိဘူးလားသိတယ်တာယာပွဲလို့နှလုံးသွင်းလို့ဖြစ်တာမနိုင်သေးလို့ဖြစ်တာတတိလက်လို့လို့ဖြစ်တာ အပြစ်မြင်မှုနည်းလို့ဖြစ်တာလို့သူသိတယ်။ဒါပဲအထင်မှားရင်တော့ဒုက္ခရောက်မယ်လို့သူသိတယ်။တရားကိုသူမှန်မှန်ကန်ကန်သုံးသပ်နိုင်တယ်။ဒါကြောင့်ကိလေသာဖြစ်တာကိုသူမကြောက်ဘူး။ကိလေသာဖြစ်မှာကိုကြောက်ပြီးလက်ရှိနေတာမျိုးသူမလုပ်ဘူး။စီးပွားရေးလုပ်ငန်းကျွမ်းကျင်တဲ့သူကသမင်းစားအတတ်ပညာကိုတတ်ထားတဲ့သူဟာသမင်းငါမှာကိုမစိုးရင်တလို့မဲ့ပညာရှိတဲ့သူကလည်းပဲကိလေသာဖြစ်မှာကိုစိုးရင်မနေဘူး။ စိုးရင်လည်းဆိုတာမှန်ကန်တဲ့မဲ့ပညာမရှိတဲ့သူတွေပဲစိုးရင်တာပါဇက်ကမစိုးရင်ဘူးပြောလေသူ့ရင်တွေကတော့စိုးရင်နေတာပဲသူ့ကိုယ်သူမဲ့ရတယ်လို့ပြောလေသူ့ရင်ထဲမှာတော့စိုးရင်နေတာပဲကိုယ်ရင်ထဲမှာကိလေသာဖြစ်မှာစိုးရင်နေရင်မှန်ကန်တဲ့မဲ့ပညာမရှိဘူးလို့ကိုယ့်ကိုယ်ကိုတတိယမှတ်ပါဒါကတရားဓမ္မကိုပြောတာနော်ကိလေသာဖြစ်အောင် ထင်ရလုံနေတဲ့သူကတော့ပြောစရာဘူးမရှိပါဘူး ဒီထဲမှာမပါဘူးပေါ့လောဘဒေါသကိုထင်တိုင်းပြုတ်ပြီးတော့သူ့ကိုယ်သူပြုတ်မိလို့ပြုတ်မိမှမသိတဲ့လူမျိုးကြတော့စကားတဲ့ထက်ပြောစရာကိုမလိုတော့တာမဲ့ပညာမှန်ရင်ကိလေသာဖြစ်မှာကိုမကြောက်ဘူးဘာကြောင့်လဲဆိုတော့မှန်မှန်ကန်ကန်သုံးတတ်တဲ့မဲ့ပညာသူ့မှာရှိတယ်ဒါကြောင့်ကိလေသာဖြစ်လာရင်တော့ဒုက္ခပဲလို့သူပူပန်းမနေဘူးဆိုရင်ပြီးတခုခုကိုရှုမှတ်နေတာမျိုးသူမလိုဘူး မှန်ကန်တဲ့မဲ့ပညာမရှိတဲ့သူကတော့ကိလေသာဖြစ်မှာကိုကြောက်တယ်အခုလဲကိလေသာမဖြစ်သေးဘဲနဲ့ဖြစ်မှာကိုကြောက်ပြီးတခုခုလက်ရှိနေသေးတယ်ဆိုရင်အဲ့ဒီလူဟာမဲ့ပညာမရှိသေးဘူးလို့မှတ်ပါခင်ဗျာဒါပါပဲ